အလုံးယောဂီသူတို့ကောင်းတို့အခုရှင်ကစားပြီးတော့မိမိတို့ဤပဒါနအလုပ်ဖြစ်တဲ့တရားအထုတ်တဲ့အလုပ်တရားနှလုံးသွင်းတဲ့အလုပ်ကိုဆက်လက်ပြီးတော့အထုတ်ကြရမှာဖြစ်ပါတယ်ဒါကြောင့်မိမိတို့ဣရိယာပုဂ္ဂိုလ်မျှတအောင်ရှမ်းတာအောင် ပြုတ်ပြင်ပါပြုတ်ပြင်ပြီးတော့ထိုင်ပါဘုရားလက်ရှိကိုပြီးပါပြီပရိကံလေးပြုတ်ပြီးပါပြီတဲ့ယောဂီမှာတရားအမထုံမီပြုစဉ်ပြုတ်ထိုက်တဲ့အချက်လက်ကလေးတွေကိုဒါပြုတ်လို့ဆောင်ရွက်လို့ပြီးပါပြီအဲဒါကြောင့် စိတ်ကိုအေးအေးထားပြီးတော့တရားနှလုံးသွင်းကြပါစို့တရားအထောက်ကြပါစို့ဤနိတိတတိပင်လင်္ကံအဘုဇ္ဇိတောဥဇုံကာယံပဏိတာယလို့ဆိုတည်တိုင်းပေါ့ပင်ပလင်ခွေပြီးတော့ထိုင်ဒုတုတ်ကြုံကြုံထိုင် ဒုတကြုံကြုံထိုင်တာဟာလေပင်ပလင်ခွေပြီးတော့ထိုင်တာပါပဲအတ္တပင်လင်ကလို့ခေါ်ပါတယ်အတ္တဆိုတာတဝက်ပေါ့တဝက်တဝက်ဒုတကြုံကြုံထိုင်တာကအတ္တပင်လင်ကအဲ့ဒါကြောင့်အလုံးယောဂီသူတို့ကောင်းတွေယောဂီဓမ္မကြီးတွေ တင်ပလင်ခွေးပြီးတော့ထန်တက်လို့ရှိရင်တင်ပလင်ခွေးပြီးတော့ထန်တချို့ကတင်ပလင်ခွေးပြီးတော့ထန်လိုက်ထန်တာမရှိတော့ဒူးတုပ်ပြီးတော့ကျုံကျုံထန်လိုက်ထန်တာရှိတဲ့အတွက်ဒူးတုပ်ပြီးတော့ကျုံကျုံထန်မိမိတို့ထန်တတ်တယ်လို့ထန်နိုင်တယ်လို့ထန်ပါတဲ့အေးအဲ့ဒါလို့ထန်ပြီးတော့ မိမိတို့ဤဘယ်ဘက်ခြေထောက်ကို အတွင်းကချညာဘက်ခြေထောက်ကိုအပြင်ကထားခြေထောက်နှစ်ချောင်းကိုတစ်ချောင်းနဲ့တစ်ချောင်းတစ်ဖက်နဲ့တစ်ဖက်မတင်မဖိပဲနဲ့ရှင်းနဲ့နောက်ခွဲပြီးတော့ထန်ရင်ဟာ အကောင်းဆုံးပါပဲကြာရှည်စွာထန်နိုင်တာပေါ့ခြေထောက်တစ်ဖက်နဲ့တစ်ဖက်တစ်ချောင်းနဲ့တစ်ချောင်းတင်ထားမယ်ဆိုလို့ရှိရင် ဒါကြာကြာမထိုင်နိုင်ပါဘူးအဲ့ဒါကြောင့်ရှင်းတဲ့နောက်ခွဲပြီးတော့ထိုင်ဤဤကဲ့သို့ထိုင်ပြီးတဲ့နောက်မှာယောဂီတို့ဥဇုံကာယံအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြောင့်ဖြောင့်မတ်မတ်ထားရပါတယ်ဖြောင့်မတ်စွာထားရပါတယ်ခန္ဓာကိုယ်အထက်ပိုင်းလို့ဆိုတာကခါအထက်ကိုဆိုပါတယ် ခါအထက်ပိုင်းဟာခန္ဓာကိုယ်မှာအထက်ပိုင်းပါပဲအဲ့ဒီခန္ဓာကိုယ်ရဲ့အထက်ပိုင်းကိုဖြောင်းမစွာထားဖြောင်းမစွာထားဆိုတာကခါကိုဆန့်ပြီးတော့ထိုင်တာပေါ့ခါကိုဆန့်လိုက်ခါကိုကုန်းပြီးတော့မနေစေနဲ့ခါကုန်းပြီးတော့ထိုင်တဲ့အလေ့အကျင့်ဟာအဲ့ဒါယူကြည့်လာတဲ့အခါကြတော့ ခကုံသွားတတ်တာအဲ့ဒါကြောင့်တရားထိုင်မှမဟုတ်ပါဘူးဒီပြန်တရားသောအရှင်ခါတွင်မှလည်းပဲထိုင်တန်းထိုင်တန်းအလေးကျင့်ပြုပြီးတော့ခါကိုဆန်းပြီးတော့ထိုင်ရပါတယ်ယောဂီအဲ့ဒီအလေးအထအလေးအကျင့်ကိုလုပ်ပါဥဇုံကာယံပဏိတာယ ခန္ဓာကိုယ်အထက်ပိုင်းကိုဖြောင်းမတ်စွာထားလိုက်တဲ့အခါကျတော့လက်နှစ်ဖက်ဟာလည်းပဲဆန့်တန်းပြီးတော့ဖြစ်သွားပါတယ်လက်နှစ်ဖက်ဆန့်တန်းပြီးတော့ဖြစ်သွားတော့မိမိဤရင်ခွင်တွေမှာဘယ်ဘက်လက်ဝါကို အရင်ဖြန့်ချဘယ်ဖက်ဘယ်ဖက်လက်ဝါကိုအရင်ဖြန့်ချညာဘက်လက်ဝါကိုအပေါ်ကဖြန့်တင် လဝနှစ်ခုကိုထပ်လိုက်တာပေါ့လဝနှစ်ခုကိုထပ်လိုက်လဝနှစ်ခုထပ်လိုက်တဲ့အခါကျတော့လက်မဘယ်ဘက်လက်မညာဘက်လက်မလက်မနှစ်ချောင်းလက်မထိုက်ခြင်းထိထားသို့မဟုတ်ဆက်ထား ေအဲ့ဒါလို့ကိုအနေထားကိုပြုပြင်ပြီးပြီဆိုတဲ့အခါကြတော့အလွန်ယောဂီသူတို့ကောင်းတော့စိတ်ကိုလည်းပဲပြုပြင်ရတယ်စိတ်ကိုပြုပြင်မိမိစိတ်ကိုတက်တက်ကြွကြွထားအေးမဝတယ်လို့ထန်ထန်မှိုင်းမှိုင်းမရှိပါစေနဲ့ စိတ်ကိုတက်တက်ကြွကြွထားရတယ်စိတ်ကိုတက်တက်ကြွကြွထားတယ်ဆိုတာတရားတရားတင်ပေးလိုက်တာပေါ့ယောဂီဒီလိုတရားအထုတ်ကြတယ်တရားအထုတ်ရတယ်တရားအထုတ်ခွင့်ရတယ်ဆိုတာအချိန်တိုင်းအခါတိုင်းရတာမှမဟုတ်တာမိမိတို့မှာယခုလိုအကြောင်းအကျိုးညင်ညွတ်လို့တရားအထုတ်ခွင့်ရတာ ဤကဲ့သို့အကြောင်းကျညင်ညွတ်လို့တရားအာထုတ်ခွင့်ရတဲ့အချိန်မှာငါကြိုးစားလိုက်မယ်အထုတ်လိုက်မယ်လို့စိတ်ကိုတင်ပေးရပါတယ်သဒ္ဓတရားကိုတင်ပေးရပါတယ်တံပဟံသနစိတ်တဖြစ်အောင်ဥရှင်လန်းတဲ့စိတ်ဖြစ်အောင်စိတ်ကိုရှင်ရှင်လန်းလန်းဖြစ်အောင် သရတရားဆိုတာက ကြည်လင်တတ်တဲ့သဘောလက္ခဏာရှိပါတယ်စိတ်ကြည်မှယုတ်ကလည်းကြည်လင်ပါတယ်စိတ်မကြည်ဘူးဆိုလို့ရှိရင်ယုတ်ကမကြည်လင်ဘူးအဲ့ဒါကြောင့်အားလုံးယောဂီတူတူကောင်းတို့စိတ်ကိုတက်တက်ကြွကြွထားတန်တန်ချင်းချင်းကြည်ကြည်လင်လင်ထားပြီးတော့ မူလကမ္မထံလို့ခေါ်တဲ့အာနာပါနာကစပြီးတော့အထုတ်ပါဒါယောဂီအတိတ်တွေအတွက်ပြောတာပါအချို့ချို့သောယောဂီတွေဖြစ်ပြင်းမြင်ပြီးသားယောဂီတွေဖြစ်ပြင်းမြင်နေတဲ့ယောဂီတွေကအဲ့ဒီအာနာပါနာကတော့စเสียရမလိုပါဘူးမလိုပါဘူး မိမိမြင်နေတဲ့ဖြစ်ပျက်ကိုအာယုံပြုနှလုံးသွင်းပြီးတော့ခန္ဓာမှာရှုမှတ်လိုက်တယ်ဆိုလို့ရှိရင်ပဲဟောတမ်းမြင်တာပါပဲဗျတမ်းမြင်ပါတယ်တမ်းမြင်နေကြပုံကိုယ်တွေအတွက်ပြောပါတယ်အေးဖြစ်ပျက်မမြင်သေးတဲ့ယောဂီအခုမှစပြီးတော့တရားအထုတ်တဲ့ယောဂီတွေမှာကတော့ မူလကမ္မထံလို့ခေါ်တဲ့အာနာပါနာထွက်လီဝင်လေးကစပြီးတော့ရှုမှတ်တာပေါ့နာတိပြနှခေါင်းပြမှာစိတ်ကိုထားပြီးတော့အသက်ကိုမှန်မှန်ရှုမှန်မှန်ရှက်ပြုပြင်ပြီးတော့ရှုဆိုင်ဖို့မလိုပါဘူးအောင့်ပြီးတော့လေထားဖို့မလိုပါဘူးတမင်္ဂလာပြုပြင် ပြီးတော့ရှူချိုက်ဖို့လည်းမလိုပါဘူးတဲ့စိတ်ကိုအေးအေးထားပြီးတကလားနာသီးပြနှခေါင်းပြနှခေါင်းဝမှာစိတ်ကိုထားဆိုတာကစိတ်ဖြင့်ညွတ်ရတယ်အာယုံပြုတ်ရတယ်ပေါ့ဗျာစိတ်ဖြင့်ညွတ်ရပါတယ်စိတ်ကိုထားစိတ်ကိုထားဆိုတာစိတ်ဆိုတာယောဂီတို့သိပြီသားပဲနန္တရား အထဲဝတ္ထုမရှိပါဘူးအရာဝတ္ထုတစ်ခုခုလို့ဟိုနေရာကဒီနေရာရွှေ့ထားတယ်လို့ဒီလိုထားလို့ရတာမှမဟုတ်တာအေးစိတ်ဖြင့်ညွတ်ရပါတယ်အာယုံပြုရပါတယ်အဲ့ဒါစိတ်ကိုထားလို့ပြောတာအေးအဲ့ဒါလို့စိတ်ကိုထားပြီးတော့အသက်ကိုကိုမှန်မှန်ရှုမှန်မှန်ရှာရဲ့ အောက်မထားနဲ့ပြုပြင်ပြီးတော့လဲခြူဆိုင်ဖို့မလိုပါဘူးအဲ့ဒါလို့ခြူဆိုင်လိုက်တဲ့အခါကျတော့အေးဝင်တဲ့လေနဲ့ထွက်တဲ့လေဆိုတဲ့လေနှစ်မျိုးဟာအန္တောပဝိတနာဝါတောတဲ့ခန္ဓာကိုယ်အတွင်းတို့ဝင်တဲ့လေ ဘိဟိနိခမနဝါတောခန္ဓာခန္ဓာကိုယ်မှအပြင်သို့ထွက်တဲ့လေအဲ့ဒီလေနှစ်မျိုးဟာဝမ်းဘိတ်ကယောဂီရဲ့ဝမ်းဘိတ်ကနေပြီးတော့စတာပါပဲထွက်တဲ့လေဟာလေဝမ်းဘိတ်ကစတယ်နှာသီးပြားနှာခေါင်းပြားကထွက်သွားတယ် နာတိပြနှခေါင်းပြကစဝင်တဲ့လေဟာလေးပဲဝမ်းမိတ်မှာဆုံးတာပါပဲအေးအဲ့ဒီတော့ထွက်တဲ့လေထွက်တဲ့အခါမှာလည်းပဲနာတိပြနှခေါင်းပြကထွက်ရတာမဟုတ်လို့အဲ့ဒီနာတိပြနှခေါင်းပြမှာတိုးတိုက်ထိခိုက်ပြီးတကလားထွက်ရတယ်ဝင်တဲ့လေဝင်တဲ့အခါကြတော့လေအဲ့ဒီနာတိပြနှခေါင်းပြနှခေါင်းဝမှာ တိုးတိုက်ထိခိုက်ပြီးတကားလားခန္ဓာကိုယ်အတွင်းသို့ဝမ်းပိုက်ရောက်အောင်ဝင်ရပါတယ်အေးအဲ့ဒါကိုထွက်လေဝင်လေလို့ခေါ်တာပေါ့အေးအဲ့ဒီထွက်လေဝင်လေနှစ်မျိုးဟာယောဂီတို့အချိန်တိုင်းခါတိုင်းရှိနေတာယောဂီတို့အိပ်ပျော်နေတဲ့အခါမှာတောင်ရှိပါတယ်အချိန်တိုင်းရှိတာ ိုကတတိမထားခဲ့လို့ရှိမှန်မသိခဲ့တာအခုတတိထားကြည့်တယ်တတိထားကြည့်တော့လေဆိုတဲ့သဘောကလေတက်ယုတ်ပရမတရားပါတဲ့ဝါယောဓာတုဝိခံပနလက္ခဏာဝါယောဓာတုဝါယောဓာတိဝိခံပနလက္ခဏာ တောကံလှုပ်ရှားတဲ့လက္ခဏာရှိပါတယ်တွန်တယ်ကံတယ်လှုပ်ရှားတယ်ငြိမ်သက်တယ်ဒီသဘောရှိပါတယ်အခုယောဂီတို့ဝမ်းဘက်ကနေပြီးတက္ကလာထွက်လာရတဲ့လေဟာနာတိပြနှခေါင်းပြနှခေါင်းပေါက်နှခေါင်းဝါကထွက်ရတော့မယ်ဆိုတဲ့အခါကြတော့တောကံလှုပ်ရှားပြီးတော့ထွက်ရတယ်အဲ့ဒါကြောင့် ဟူနာတိပြနှခေါင်းပြနှခေါင်းဝမှာတိုးတိုက်ထိခိုက်သွားတဲ့သဘောကလေးရှိပါတယ်ထိသွားတဲ့သဘောကလေးရှိပါတယ်တိုးသွားတဲ့သဘောကလေးရှိပါတယ်အဲ့ဒါကိုဖုသနာဌာနလို့ခေါ်တာပေါ့ဖုသနာဆိုတာဖတ်တာဆိုတာနဲ့အတူတူပါပဲဖတ်တာဆိုတာတွေ့တာဖုသနာဆိုတာလေတွေ့တာဘယ်သူကတွေ့သွားတော့ ဟိုဝါယောဓာလေဓာယုတ်ပရမတ်တရားကတွေ့သွားတာတိုက်သွားတာတိုးသွားတာအဲ့ဒီသဘောလေးကိုသိတဲ့ဖြင့်ဩဒါထွက်လီပဲထွက်လီသိပေးရတယ်ယောဂီနောက်ကတတိလေးနဲ့သိပေးရတယ်ထွက်တဲ့လေထွက်လီ ဝင်တဲ့လေလေးပဲအဲ့ဒီလိုပဲအဲ့ဒီနာသီးပြနှခေါင်းပြနှခေါင်းဝကအဲ့ဒီတော့တချို့တချို့သောပုဂ္ဂိုလ်တွေဘုရားဟောထားတဲ့ပါဠိတော်မှာကြည်တော့နာသီးကကေဝါမုခနိမိတ်တေဝါအဲ့ဒါလိုနှစ်မျိုးပြပါတယ်အချို့ချို့နှခေါင်းပိုက်နေတယ်နှခေါင်းနဲ့လေကိုဆူဆိုက်လို့မရဘူး ဲ့ဒါလို့မရတဲ့ပုဂ္ဂိုလ်ကြတော့ဟောမုခမုခဆိုတာခန္ဓာွင်ပါဇက်ကိုပြောတာခန္ဓာွင်ပါဇက်နဲ့လေကိုချုပ်ဆက်ရတာလေရှိပါတယ်အေးအဲ့ဒီတော့အလုံးယောဂီသူတို့ကောင်းတွေရေဘူးရအနေနဲ့ကတော့ဒါလေကိုနှာခေါင်းနဲ့ချုပ်ဆက်ကြတာကြီးပါပဲ ဲ့ဒါလို့ရှူတိုင်းရှိုက်တိုင်းဝါယုနေတ္တယုတ်ပရမတရားကတွန်းသွားမယ်တိုးသွားမယ်ထိသွားမယ်တိုးထိသွားတာလေးကိုယောဂီတို့သိပါတယ်အဲ့ဒါလို့သိတိုင်းသိတိုင်းအော်ထွက်လေဆိုရင်ထွက်လေလို့မှတ်ဝင်လေဆိုရင်ဝင်လေလို့မှတ်ဝင်လေလို့သိ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 ပြရတယ် အဲ့ဒါလို့သိပေးနေရင်ကပဲတခါတခါကြတော့စိတ်ကအပြင်ထွက်ချင်ထွက်သွားတာဗျာတခြားအာယုံတွေစီထွက်ရင်ထွက်သွားတာအေးကိုယ်စိတ်ကိုကိုမနိုင်သေးရင်အဲ့ဒါလို့ပဲစိတ်ကအာယုံတစ်မျိုးတည်းတစ်ခုတည်းအပေါ်မှာမပြော မပြောပိုက်ဘူးအာယုံအမျိုးမျိုးစီကိုလှဲ့လှဲ့ကြက်သားပြီးတော့နေရပါမှာ ပြိုပိုက်တယ်မွတ်လျော့တယ်ပေါ့သို့သော်လည်းအလုံးယောဂီသူတို့ကောင်းတွေတရားအထုတ်တဲ့အခါကြတော့စိတ်အလိုကို မလက်ရ မလက်ရဘူးစိတ်ကိုထင်းရတယ်သိင်ရတယ်ဒိဋ္ဌိဝိရိယထင်းရပါတယ်ဒိဋ္ဌိဝိရိယနဲ့ထင်းပိုင်များလာတဲ့အခါကျမှစိတ်ဟာ ဘယ်မှမထွက်တော့ပဲနဲ့အဲ့ဒီထွက်လေဝင်လေဆိုတဲ့အာယုံတစ်မျိုးတည်းတစ်ခုတည်းအပေါ်မှာကြာရောက်ဖြစ်ပေါ်ပြီးတော့နေတဲ့သဘောကိုဧကကတာပေါ့အာယုံတစ်မျိုးတည်းတစ်ခုတည်းအပေါ်မှာကြာရောက်ဖြစ်ပေါ်နေတာဒါဧကကတာသမာဓိပေါ်ဗျာဧကကတာဆိုတာသမာဓိပါ ေသမာတိကခဏိကသမာတိဥပ္ပဇာရသမာတိအပ္ပနာသမာတိလို့သမာတိအမျိုးမျိုးရှိတဲ့အ낵ကယောဂီတို့တရားအားထုတ်မဲ့ပုဂ္ဂိုလ်ဝိပဿနာအလုတ်ကိုလုံးမဲ့ယောဂီအဖို့ကခဏိကသမာတိလောက်ဖြစ်ရင်ခဏိကသမာတိလောက်ရရင်ဒါတော်လောက်ပါပြီတဲ့ ဥပ္ပစာရသမာဓိအပ္ပနာသမာဓိဖြစ်အောင်ထိကြိုးစားနေဖို့မလိုပါဘူးတဲ့ခဏိကသမာဓိလောက်ဖြစ်ရင်ပဲတော်တော့ပါပြီလို့ဆိုတော့ခဏိကသမာဓိဖြစ်အောင်ကြိုးစားတာပေါ့အေးအဲ့ဒါလို့ကြိုးစားဖို့ရဖရာကတော်မြတ်ကြီးကသမာဓိဘိက္ခဝေပါဝေထာဘိက္ခဝေရှိတာရှိသမီးတို့ သမာဓိသမာဓိဆိုတဲ့တရားကိုပါဝေထပွားများကြအထောက်ကြထူထောင်ကြသမာဓိအလုတ်ကိုလှုပ်ကြသမာဓိဖြစ်အောင်ကြိုးစားကြဘုရားကဆုံးမခဲ့တာအဲ့ဒါကြောင့်တရားအထောက်ပြီးဆိုလို့ရှိရင်တရားအထောက်တဲ့ယောဂီမှာဘုရားစကားနားထောင်သောအဖြစ် သမာဓိအရင်ထူထောင်ရတယ်ယောဂီတို့သမာဓိထူထောင်ပါအေးအဲ့ဒီလိုသမာဓိထူထောင်လို့သမာဓိဖြစ်ပြီးသမာဓိရလာပြီဆိုတဲ့အခါကြတော့ခန္ဓာဘက်ကိုညံလှဲ့ပြီးတော့ခန္ဓာ၅ပါးတို့ တွင်အလုံးယောဂီသူတို့ကောင်းတို့ယုတ်ကိုရှုမယ်ဆိုလို့ရှိရင် ကာယ ानु ပတ္တနာသတိပဋ္ဌာန်လို့ခေါ်ပါတယ်ဝေဒနာကိုရှုမယ်ဆိုလို့ရှိရင်ဝေဒနာ ानु ပတ္တနာသတိပဋ္ဌာန်လို့ခေါ်ပါတယ်စိတ်ကိုရှုမယ်ဆိုလို့ရှိရင်စိတ် ानु ပတ္တနာသတိပဋ္ဌာန်လို့ခေါ်ပါတယ်ဤဝိရဏတဏ္ဍာမှကျွန်းတဲ့စေတသိက်50ပုံလ စရိတ်တက်က90နဲ့နှစ်ပါးရှိပါတယ်ဝိရဏနဲ့တညာကိုဖယ်ထားလိုက်ကြံနေတဲ့စရိတ်တိုက်တွေ90အဲ့ဒီစရိတ်တိုက်တွေအဲ့ဒါကို ရှုမယ်ဆိုလို့ရှိရင်ဓမ္မ ानु ပတ္တနာလို့ခေါ်ပါတယ်တဏှိကတော့မိမိခန္ဓာမှာဒုက္ခသစ္စာအနေနဲ့ရှုတယ် သစ္စာကိုရှုတာဟာလေဓမ္မာနုပတ္တနာပါပဲအဲဒီတော့ယောဂီတို့မိမိတို့နှစ်သက်တယ်လို့သဘောကျတယ်လို့ရှုနေကြဘယ်လိုရှုရင်ငါဉာဏ်ရတယ်ဘယ်လိုရှုရင်တော့ငါဉာဏ်မရဘူးကိုယ့်ကိုယ်ကိုအတိဆုံးပါဘုန်းကြီးတို့ပြောပြပေးနေတာကရေဘူးရအနေနဲ့ပြောတာပါ ယောဂီတို့ရှုတဲ့အခါဉာဏ်ရဖို့ရာအဓိကပါဘယ်လိုရှုရင်ဉာဏ်ရတယ်ဉာဏ်ဖြစ်တယ်ဉာဏ်ဖြစ်အောင်ရှုရမှာအေးအဲ့ဒါလို့တတိပဌာန်၄ပါးတည်းကမိမိတို့တဘာဘာကိုအဓိကထားပြီးတော့ရှုမှတ်ပွားများအထောက်တော်မူကြပါယောဂီတို့တော်ကောင်းတို့ ကြိုးစားကြအထောက်ကြပါကြိုးစားပါအထောက်ပါကိုကြိုးစားမှကိုရမယ်ကိုအထောက်ပါမှကိုရမယ်စာကြက်တယ်လို့ပေါ့ဗျာစာကြက်တယ်လို့ပေါ့စာတပုတ်ကြက်တာစာကြက်တဲ့ပုဂ္ဂိုလ်ရသွားတာပဲမကြက်တဲ့ပုဂ္ဂိုလ်ကတော့ဘယ်တော့မှမရဘူးအဲ့ဒါဝုဒိယ လိုပါတယ်စာကြက်ဖူးကြတာပဲဝိရိယလိုပါတယ်ဝိရိယလေထဲ့ပြီးတော့ကြိုးစားအထောက်ကြပါ